တိုင်းတိုင်းစီးချုပ်ပဲဆန်းဆန်းရိုးရောင်တမိုင်းမရရအောင်တက်သေးပြရမယ်ဆိုကြီးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကြော်ကြာ MMA Sport Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ အညိုကြည့်တဲ့တမနီဆိုရင်ကတော့အမေရိကန်မြန်မာရိုးရာစာကိုပြသခွင့်ရခဲ့ပြီဖြစ်ပါတယ်။ဆိုလင်းဟာလာမယ့်ဩဂတ်လတွင်အမေရိကန်နိုင်ငံဒန်မာမာကျင်းပသွားမယ့်1173မှာဗစ်တိန်လဝိတ်ကျော်မလီရန်ဟာရီဆန်နဲ့ထိုးသက်သွားရမှာဖြစ်ပါတယ်။ဒါဟာဆိုလင်းအတွက်ဝမ်ချန်ပီယံရှစ်ကစားသမားဘွား9ပွဲမြောက်ပွဲစဉ်ဖြစ်သလိုဒေါ်လာ3သိန်းနဲ့စာချုပ်အတွက်4ပွဲမြောက်ပွဲစဉ်လည်းဖြစ်ပါတယ်။ စော်လင်ဦးကဝမ်းမှာ၃ဘက်ဆက်အနိုင်ရရှိပြီးတဲ့နောက်ဒေါ်လာတသိန်းနဲ့စာချုပ်ကိုရရှိခဲ့တာဖြစ်ပါရီဒါပေမဲ့စာချုပ်ပွဲတွေဖြစ်တဲ့ Nobel ဆက်ဆံတဲ့ကော်ထွန်နုတ်ကိုဇက်တိုက်ရှုံးနေခဲ့ပြီးနောက်စော်လင်ဦးကဝမ်းစာချုပ်နဲ့ထိုက်တန်မှုရှိရလားဆိုတဲ့မေးခွန်းတချို့ရှိလာခဲ့ပါရီဒီတစ်ခေါက်ရင်ဆိုင်ရမယ့် Harrison ဟာရိုးရပြိသက်တွေနဲ့ကျောင်းတော်ကရန်စောင်းရှိခဲ့ဘူးသူဖြစ်ပါရီ၂၀၁၉ခုနှစ်တုန်းက Harrison ကရိုးရကိုအချိန်မကြည့်ဘူးလို့ဝေဖန်ပြောဆိုခဲ့ပြီးတာကြောင့် ကနေဒါသားကြီးဒေဝကိုရိုင်ကရိုးရမထိုးဖို့စိန်ခေါ်ထားချင်းခင်ရသူဖြစ်ပါရင်ဒါပေမဲ့အဲဒီချိန်တုန်းကဟာရီဆန်ဟာဝိလေကြောင်ပတ်လုံနေတာကြောင့်ပွဲကမဖြစ်လာခဲ့တာပါဝမ်မဆိုလင်းဒေါ်လာတသိန်းနဲ့စာချုပ်ရသွားတော့ကလည်းအခွင့်အရေးညှောက်ရင်တမ်မနီဆိုကြီးနဲ့ထိုးတဲ့ချင်းနဲ့ဆိုပြီးပြောဆိုခဲ့မှုတွေတာကြောင့် ဒီပွဲမှာမြန်မာရိုးရပရိသတ်တွေအတွက်တော့ Dreamers လို့ဆိုရမှာဖြစ်ပါရင်အရက်၅ပေ၆လမှသာရှိတဲ့ Harrison ဟာနောက်တိုင်း Kickboxing Fighter တွေထဲမှာတော်တော်လေးကိုထူကြတဲ့ Fighter တစ်ယောက်ဖြစ်ပါရင်အသက်၅နှစ်ရွယ်2000ခုနှစ်ဝန်းကျင်ကတည်းကပရိုကစားသမားဘဝကိုစတင်ခဲ့သူဖြစ်ပါရင်သူရဲ့ရမောင်းကြောင့်လဝိတ်ဂျိုဝိုင်းပေါ်မှာအောင်မြင်နိုင်မှာမဟုတ်ဘူးဆိုပြီးထေချေးပေးခြင်းခံထားရတဲ့ Harrison ကပရိုကစားသမားဘဝ22ပွဲစတိုက်ရှုံးပွဲမရှိအောင်ကစားပြထားနိုင်ခဲ့တာဖြစ်ပါရင် သူရဲ့ပထမအဆုံးရှုံးပွဲကတော့2005ခုနှစ်ဘန်ကောက်မှာချိုးတက်ခဲ့တဲ့ Thai Fighter with Saranai ကိုရှုံးနိမ့်ခဲ့တာဖြစ်ပါရင်အဲဒီနောက်မှာ Muay Thai Super Welterweight တန်မှာတောက်လျှောက်ကျင်လေ Garrett Harrison ကကပတ် Muay Thai Championship ပြိုင်ပွဲရဲ့ Lightweight ကပတ် Champion ကပတ်စုတွေကိုပါရရှိခဲ့တဲ့အထိအောင်မြင်ခဲ့တာဖြစ်ပါရင် 2018ဒီဇင်ဘာမှာတော့ဝမ်ချန်ပီယံရှစ်ကိုရောက်ရှိလာခဲ့ပြီးပွဲဦးထွက်ထိုင်းဖိုက်တာဆန်ပါရာပိုင်နဲ့ထိုးတက်ခဲ့ရမှာလေတို့နဲ့ရှုံးနေခဲ့တာဖြစ်ပါရယ်ဒါပေမဲ့လည်း Harrison ဟာဝမ်နဲ့စာချုပ်ရရှိပြီးခဲ့တဲ့နောက်၅ပွဲဆက်တိုက်အနိုင်ရရှိခဲ့ပြီး2022 August လမှာနောင်ကိုရှုံးနေသွားခဲ့တဲ့ပွဲမှာဒုတိယရရှိခဲ့တာကြောင့်နှစ်နှစ်နီးပါးအနားယူနေရသူဖြစ်ပါရယ်အနာယူပြီးတဲ့နောက်ပထမဆုံးပြန်ထိုးတဲ့ဆက်ဆံတဲ့ပွဲမှာတော့ဒိုင်ပွဲရနဲ့ရှုံးနေခဲ့ပြီးကစားသမားဘွားကလည်းအပိတိုက်အနာယူတော်မှာဖြစ်ကြောင်းတရားဝင်ကြေညာခဲ့ပါရယ်ဒါပေမဲ့လည်းချက်ထရီရဲ့ ဖိတ်ခေါ်မှုနဲ့အခုတမ်မနီဆိုလင်ဦးနဲ့ရင်ဆိုင်ရှင်ပြိုင်လို့ရတော့မှာဖြစ်ပါတယ်ဒီပွဲဟာဆိုလင်ဦးအတွက်လွယ်မယောင်တဲ့ခက်တိမ်မယောင်တဲ့နတ်မဲ့ပွဲလို့ဆိုရမှာဖြစ်ပါတယ် လီရာဟာရဆင်ရဲ့ရှင်ပြိုင်ချိုးတပ်ပုံကိုကြည်ကျင်းအပြင်လီရာဟာရဆင်ကအမှတ်တွေပါတွေကိုတိတ်ပြီးစိတ်ဝင်စားတဲ့ဖိုက်တာမျိုးမဟုတ်ပါဘူး။သူပြုတ်ကိုပြုတ်ခက်ကြမ်းကြမ်းစော်လေးရှိတဲ့ဖိုက်တာမျိုးဖြစ်ပါတယ်။သူနိုင်ရင်လည်း TKO နဲ့အနိုင်ရတာများသလိုသူရှုံးရင်လည်း TKO နဲ့ရှုံးတာများပါတယ်။ KO နဲ့အနိုင်ရှုံးဖြစ်ခဲ့တဲ့ဘွယ်ကတော့အတော်လေးကိုမှနေပါပါတယ်။ဒါကြောင့်စိုင်ထိုးပြိုင်ထိုးပြီးတိကျကောင်းကောင်းနဲ့တောင်ကင်ပြစ်နိုင်မယ်ဆိုရင်လီရာဟာရဆင်ဟာလဲကျသွားတာတွေမကြကနာဖြစ်တတ်ပါတယ်။ဇော်လင်ရဲ့စိတ်ချိုက်ဖိုက်တာမျိုးနဲ့ကူးမပဲတွေ့တော်တယ်လို့ဆိုရမှဖြစ်ပါတယ်။ဒီဘွယ်ကတော့ ရိကန်နိုင်ငံတံမာမှာကျင်းပသွားမှာဖြစ်ပါရယ်ဇော်လင်ဦးပါဝင်လက်ဝိတ်ဖိုက်တာအများစုဟာဂျပန်ထိုင်းစင်ကာပူအော်စတြေးလျတို့မှာတွားရောက်ကစားခဲ့ပူပေမဲ့အမေရိကန်မှာတခါမှမကစားဘူးပါဘူးဒါကြောင့်ဇော်လင်ဟာအမေရိကန်နိုင်ငံရောက်ပထမဆုံးလက်ဝိတ်ဖိုက်တာတစ်ယောက်လည်းဖြစ်လာနိုင်ပါရယ်ဟုတ်ကဲ့ပါရှင်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့မှာလည်း MMA နဲ့ပတ်သက်တဲ့သတင်းကြော်ရယ်ကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျမတို့ရဲ့ page လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကို share ပေးပါအောင်လို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါသေးရှင်